ကဘာကြီးကိုဖျက်ဆီးမဲ့ဥက္ကာခဲကြီးမကြခင်ရောက်လာတော့မှလား2004ခုနှစ်တုန်းကကျွန်တော်တို့ရဲ့ကဘာအနည်းကိုချေးကပ်သွားဖို့တဲ့အပါဖစ်ဆိုတဲ့ဥက္ကာခဲကြီးကိုအားလုံးမှတ်မိကြအောင်မေးထင်ပါလေဒီကျိုးစင်ကြီးကကဘာဖျက်အရွယ်စားလို့ရှိတဲ့ဥက္ကာခဲကြီးဖြစ်ပြီးတော့ပညာရှင်တွေကတော့ဥက္ကာပြန်99942လို့ခေါ်ကြပါလေပေပေါင်း1100လောက်ရှိပြီးတော့340မီတာလောက်ကြီးတာဆိုတော့အတော့ကိုကြီးမားတဲ့ပမာဏလည်းဖြစ်ပါလေဒီကောင်ကြီးကကဘာကိုတိုက်မိမယ်ဆိုရင်တော့ကဘာသက်ရှိထက်ဝက်ကျော်လောက်ကိုခနာချင်းကိုမျိုးတုံးသွားပါစေလိမ့်မယ် ဒီနေ့မှာတော့ဥက္ကကဲကြီးဟာပညာရှင်တွေတစ်ချိန်ကတွက်ချက်ထားခဲ့သလို2029ခုနှစ်မှာကဘာပကိုကြရောက်လာမှာလားကြရောက်တဲ့အခါဘယ်နေရာကိုထိမှာလဲပြီးတော့လူသားတွေရဲ့မျိုးတုံးချင်းကိုဖြစ်စေနိုင်မဲ့ဥက္ကပြန်ကြီးလားဆိုတာတွေနဲ့ပတ်သက်ပြီးတော့အဓိကပြောပြပေးသွားမှာပဲဖြစ်ပါတယ်အစင်းသိဖြစ်တဲ့ဆိုရင်တော့စလိုက်ကြရအောင်ပါ ကျွန်တော်တို့ရဲ့နေဖွဲ့စည်းတဲမှာ PHAS လို့အတူကောက်ခေါ်ကြတဲ့ကမ္ဘာကိုဖြတ်နိုင်မဲ့အုတ်ကကဲပေါင်း2000လောက်ရှိတယ်ဆိုတာကို NASA ကပညာရှင်တွေကတွက်ချက်ထားပါတယ်။ဒါပေမဲ့အခုပြောပြမယ့် Apophis ဆိုတဲ့အုတ်ကကြီးကတော့လာမယ့်2029ခုနှစ်မှာကမ္ဘာနားကိုနည်းနည်းကဲကဲရောက်ရှိလာမယ်ဆိုတာသိကြပါတယ်။ NASA ကပညာရှင်တွေသုံးသပ်တာကတော့အုတ်ကပြန်ဟာကမ္ဘာကိုတော့ဓာတ်ရိုက်တိုက်မိမှာမဟုတ်ပေမဲ့အတော့ကိုနည်းနည်းကြီးကိုဖြတ်တန်းသွားမှာပါ။ဒါကြောင့်ဒန်ဒီချိန်ကြရင်တော့ဒီအုတ်ကကဲကြီးကိုလူတွေအားလုံးနည်းနည်းကဲကဲတွေ့ကြရပါလိမ့်မယ်။ ကမ္ဘာမြေပြင်အထက်1900မိုင်လောက်ကနေဖြတ်တန်းသွားမှာဖြစ်ပြီးတော့ဒေကွာဝေးဟာကမ္ဘာကနေလွတ်တင်ထားတဲ့ဂျုံတုတွေနဲ့ကမ္ဘာရဲ့အကွာဝေးလောက်သာရှိပါတယ်။တောက်ပါတဲ့အလင်းရောင်နဲ့ကြီးမားတဲ့အရာကြီးတခုဖြတ်ပြန့်သွားတာကိုကမ္ဘာသူကမ္ဘာသားတွေမြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒိဗမညာရှင်တွေကဒီဥက္ကာခဲကြီးကိုအပဖစ်လို့နာမည်ပေးထားတာကလည်းအကြောင်းရင်းရှိပါတယ်။အီဂျစ်ဒနာယီလာတွေထဲမှာဖြစ်စီချင်းနဖရားတစ်ပါးရှိပြီးတော့သူ့ရဲ့နာမည်ကတော့အပဖစ်ဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာဖြတ်နိုင်စွမ်းရှိတဲ့ဒီဥက္ကာခဲကြီးကိုအပဖစ်ဆိုပြီးတော့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ လူရီယာဒီဥက္ကခဲကြီးရဲ့အကြောင်းကိုသိတော့2004ခုနှစ်တုန်းကထပ်ပို့ပြီးတော့စိုးရိမ်နေကြပါလေ။ဘာလို့လဲဆိုတော့2004ခုနှစ်တုန်းကထပ်ပို့နေတဲ့အကွာအဝေးနဲ့2029မှာကဘာစီရောက်လာမှာဆိုတော့ဒါကြီးလာကဘာကိုတိုက်မိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း15.6သန်းတုန်းကလိုကဘာကိုတိုက်မိတဲ့ဥက္ကခဲကြောင့်ဒိုင်နိုဆောတွေမျိုးသုံးသွားတယ်လို့ဖြစ်သွားမှာကိုစိုးရိမ်ရတာပါ။အကယ်၍တိုက်မိခဲ့ရင်လေအဲ့ဒီတုန်းကထပ်ပိုချမ်းနေတကြီးပျက်စီးမှုတွေကိုခံစားရမှာဖြစ်ပါလေ။သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Right Attack က David Chetolan နဲ့ ဖာရီโซဘာနာဒီတို့ကဒီအပါဖစ်ဆိုတဲ့ဥက္ကာကြီးကို2004ခုနှစ်ဇွန်လ19ရက်နေ့မှာတွင်ရှိခဲ့ပြီးတော့စတင်လေ့လာခဲ့တာလည်းဖြစ်ပါတယ်။သူတို့သုံးယောက်ဟာနေကိုလက်ပတ်နေတဲ့နေဖွဲ့စည်းတွေကဥက္ကာကဲတွေကိုလေ့လာရင်းကဘာနာကိုရောက်လာမဲ့အပါဖစ်ကိုရှာတွေ့ခဲ့ပါတယ်။အပါဖစ်ဟာနေကိုသူ့ဝင်ရိုးတိုင်းလှည့်ပတ်ရင်းနဲ့မကြခင်မှာပဲကဘာနာကိုရောက်လာမယ်ဆိုတာသိခဲ့ရပါတယ်။2004ခုနှစ်ဒီဇင်ဘာလမှာဒီဥက္ကာကဲရဲ့ပတ်လမ်းကိုသေချာလေ့လာခဲ့ရင်းသိရှိရတာကတော့အပါဖစ်ဟာကဘာကိုဝင်တိုက်နိုင်ခြင်း နှစ်ဒသမ9ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ်။အကယ်၍ကန်ဆိုးပြီးတော့ဒီရာခိုင်နှုန်းသာအမှန်ဖြစ်သွားရင်တော့ကဘာကြီးရဲ့ကန်ချမာကလှပမှာမဟုတ်ပါဘူး။နောက်ပြီးတော့သူတို့ဟာအပဖစ်ဖြတ်တန်းသွားမယ့်ရက်ကိုလည်းအထူးအကြကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အရင်နေ့ကတော့2029ခုနှစ်အပိလ13ရက်နေ့ပဲဖြစ်ပါတယ်။နောက်ပြီးတော့အပဖစ်ဟာဂျိုးလေးကိုဖြတ်စည်းနိုင်စွမ်းရှိတဲ့ S အမျိုးအစားဂျိုးသိန်းဂျိုးမားတကူလည်းဖြစ်ပါတယ်။အစအမျိုးအစားဂျိုးသိန်းဆိုတာကတော့ဆလိရှက်ဆိုတဲ့ dressing တွေပါတဲ့ကြောက်ဆောင်ကြောက်သားတွေနဲ့ဖွဲ့စည်းထားတဲ့အရာတွေပါ ေဥက္ကခဲရတဲ့နေဖွဲ့စည်းရဲ့အတွဲပမာသာရှိပြီးတော့အပြင်ကလာတဲ့ဆိုတာလည်းရှိပေမဲ့ရှားတော့ရှားပါလေ2029ခုနှစ်ဥက္ကခဲကမ္ဘာအနည်းကိုရောက်ရှိလာတဲ့အခါဩစတြေးလျအပါဝင် တောင်ကမ္ဘာချမ်းကနိုင်ငံတွေချင်းချင်းလေးလေးမြင်ကြရပါလိမ့်မယ်ဒီဝေဒာနည်းကကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့တောင်ပိုင်းမှာရှိတဲ့မြေကျွန်းစုအစွန်းအဖျားတွေနဲ့အရှိတောင်အရှနဲ့အရှတိုက်ကကျွန်းစုနိုင်ငံလေးတွေကနေမြင်ရပါလိမ့်မယ်အဓိကမြင်ရမှာကတော့ဩစတြေးလျအာဖရိကနဲ့တောင်အမေရိကကနိုင်ငံတွေပါ အိန္ဒိယသမုဒ္ဒရာအပေါ်ကနေဖြတ်သန်းသွားမှာဖြစ်ပြီးတော့ညနေ6နာရီလောက်မှာအတလန်းနဲ့သမုဒ္ဒရာကိုဖြတ်ကျော်ပါလိမ့်မယ်။အဲ့ဒီနေ့ည9နာရီမှာပဲအမေရိကန်နိုင်ငံဘော်ကနေဖြတ်ပါလိမ့်မယ်။အဒီချိန်မှာဆိုရင်တော့ကမ္ဘာမြေပြင်နဲ့အပဖေအုတ်ကာပြန်ကြီးရဲ့အကွာအဝေးဟာ38000ကီလိုမီတာလောက်သာဝေးပါတော့မယ်။ပညာရှင်တွေကမတော်တဆအုတ်ကာပြန်ဝင်တိုက်မိရင်ဖြစ်လာနိုင်မဲ့ဆုံးရှုံးနိုင်ခြေကိုလည်းကာလာကုတ်တဲ့ဝါနဲ့စနစ်တွေနဲ့တွက်ချက်ပြီးပါပြီ။နောက်နေ့တရအတွင်းကမ္ဘာအနည်းကိုရောက်နိုင်မဲ့အုတ်ကာဂဲတွေကိုပါလေ့လာထားတာပါ။ အကယ်၍အပဖစ်သားကဘာကိုတိုက်မိမယ်ဆိုရင်တော့ဘလောက်ထိစိုးသွားနိုင်လဲဆိုတာကိုကြည့်ကြရအောင်ပါအပဖစ်ရဲ့ drug တူက26.99ဘီလီယံကီလိုဂရမ်ရှိပါတယ်အချင်းအားဖြင့်တော့885ဘီရှိပါတယ် Eiffel Tower အရွယ်သားလောက်ရှိတဲ့ဒီရာကြီးကဝင်တိုက်မိရင်၃ကနေပြီးတော့10မီဂါတန်လောက်ရှိတဲ့စွမ်းအင်တွေထွက်လာပါလိမ့်မယ်ဝင်တိုက်မိတဲ့အချိန်နဲ့ဆိုရင်တော့ထွက်လာမဲ့စွမ်းအင်ပမာဏက880မဂါတန်လောက်အထိကိုရှိနိုင်ပါတယ်ဟီရိုရှိမားကိုကျဲခဲ့တဲ့အတန်ဘုံက3.15မဂါတန်လောက်ပဲစွမ်းအင်ရှိခဲ့တာပါ ဒါတော့မှပြည့်စုံမှုကမနည်းလာပါဘူးအကယ်၍သူထက်အစားပေါင်းများစွာပိုးပြင်းတဲ့ဒီကောင်ကြီးသာထင်တော့လူသားပေါင်းများစွာတက်ရှိပေါင်းများစွာကိုခနာချင်းမီးလောင်တိုက်သွင်းနိုင်ပါလေသိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုတွေအရကတော့အပါဖစ်တိုင်းမိတဲ့အခါတနာရီကို9200ကီလိုမီတာနှုန်းနဲ့သွားနိုင်တဲ့အပူလိုင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါလေဒါပေမဲ့တခုရှိတာကအပါဖစ်ကြက်ရောက်နိုင်မဲ့နေရာကကုန်းမြေထက်ပင်လယ်ထဲမှာပဲကြက်ရောက်နိုင်ချေ85ရာခိုင်နှုန်းလောက်ရှိပါလေ။ ါပေမဲ့အုတ်ကပြန်ကြီးကြောင့်ဆူနာမီလိုင်းလုံးကြီးတွေဖြစ်လာနိုင်ပြီးတော့ကံယူရန်အနည်းကနိုင်ငံတွေပြည်စည်းကုန်နိုင်ပါတယ်။အကယ်၍နည်းပညာသာတိုးတက်နေမယ်ဆိုရင်တော့ဒီအုတ်ကခဲကြီးကိုကမ္ဘာစီမရောက်ခွင့်ဖောက်ခွဲပြင်နိုင်တဲ့အရွယ်အစားလျှော့ပေးနိုင်မယ့်နည်းလမ်းတွေနဲ့လုပ်လို့ရပါတယ်။ဒါကတော့သိပ္ပံပညာရှင်တွေကိုပဲအားကိုးရမှာပါ။လမ်းကြောင်းအရာချိကပ်ပြတ်တမ်းသွားရုံပဲဆိုရင်တော့အကောင်းဆုံးဖြစ်ပါလေဒီတစ်ချိန်ဖြတ်တမ်းပြီးနောက်ထပ်ရာစုနှစ်ကြားတဲ့အခါကျွန်တော်တို့ကဘာနန်းကိုပြန်ရောက်လာနိုင်ပါလေအဲဒီခါကြာရင်တော့ပုံနည်းတဲ့အကွာဝေးကြောင်တိုက်မိဖို့ကသိကြပါလေ ကမ္ဘာလုံးဆိုင်ရာသေရေးရှင်ရေးဖြစ်တာကြောင့်လူသားတွေအနေနဲ့အဆင့်မြင့်အာကာသနည်းပညာတွေကိုကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုအပ်ပါတယ်။နောက်လာမယ့်စီစဉ်တယ်မှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုကျွန်တော်တို့ရဲ့ကိုဂျင်နာလေးမား channel ကနေပြီးတော့ဆက်လက်တင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ဗျာ။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။